မင်္ဂလာပါရှင်ရှမ်းအေကိုမီယာကကြိုဆိုပါတယ်မန္တလေးငလျင်ကြီးတန်းကျောင်းထိခိုက်ပျက်စီးခဲ့သည့်အင်းလေးဒေတာကြေးရွာများရှိဖုံတော်ကြီးကျောင်းများစာတင်ကျောင်းနှင့်လူနေအိမ်များပြည်내ထူထောင်ရေးလုပ်ငန်းများကိုယနေ့ AB 25ရက်နေ့နက်ပိုင်းတွင်အစိန်အဟုန်မြင့်ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်မန္တလေးငလျင်ကြီးတန်းကျောင်းပြိုကျပျက်စီးသွားသည့်အင်းလေးကံကြေးရွာများအတွင်ရှိလူနေအိမ်များနှင့်အဆောက်အအုံများကိုစနစ်တကျဖျက်သိမ်းခြင်းဖြန့်စင်းရေးဆောင်ရွက်ခြင်းရိုင်းနေသွားသည့်နေအိမ်များ များတင့်မဲ့ခြင်း၊ယာယီမိုးကာတင်းများစောင့်လုပ်ခြင်းလုပ်ငန်းများနှင့်ဝိုင်းအင်ငယ်များတင်ဆောင်လုပ်ပေးခြင်းတို့ကိုပတ်ဝန်းကျင်ကျေးရွာများမှကျွမ်းကျင်လက်သမားများနှင့်လက်ဝါးဒါနာအလှူရှင်များမိသက်တက်ဖွဲ့ဝင်များ ဒေသခံပရာဟိတအဖွဲ့များပူးပေါင်း၍အရှိန်အဟုန်မြင့်ဆောင်ရွက်လျက်ရှိကြောင်းရှမ်းပြည်နယ်တိုင်းရင်းစေးပညာဦးစီးဌာနမှတာဝန်ရှိသူများကယာယီစေယုံ၌ဒေသခံပြည်သူများနှင့်ဝေဒနာရှင်များအားတိုင်းရင်းစေးပညာဖြင့်ပြုစုကုသဆောင်ရွက်ပေးခြင်း၊စေဝါများအခမဲ့ဖြန့်ဝေပေးခြင်းတို့ကိုကွင်းစင်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ရောင်ရွှေမြို့နယ်အတွင်းငလျင်တန်းကြောင်ထိခိုက်ပျို့လဲခဲ့သည့်အင်ဂျီပေါင်း2890ဉိန်ရှိသည့်အနက်အပြည့်အစည်းများရှင်းလင်းဖယ်ရှားမှု460ရိုင်းနှင့်တိမ်ဆောင်ခြင်းများပြန်လည်တက်မှတ်မှု300တအင်အစ်စ်ပြန်လည်ဆောက်လုပ်ပြီးစီမှု26အင်ရှိကြောင်းကြန့်ရှိနေသည့်အင်များကိုလည်းအမြန်ဆုံးပြန်လည်တက်မှတ်ပြုပြီးအစ်စ်ဆောက်လုပ်ပေးသွားမည်ဖြစ်ကြောင်းသိရှိရပါသည်